Yes မင်္ဂလာပါဒီနေ့က lesson 3 chapter chapter 3ရဲ့ lesson 6ပေါ့နော် qualifying အာသူ့ကိုသူ့အကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ် qualifying ဘယ်လိုမျိုးဆိုတော့ selection လို့ကျွန်တော်တို့ခေါ်တာပေါ့နော်ဒီအကြမ်းမြင်ပြောတဲ့ selection လို့ခေါ်တဲ့ဒီ pure editing မှာဆိုကျွန်တော်တို့ qualifying လို့ခေါ်ကြတာပေါ့တော့ဒါက selection မှတ်တာပဲဒီကျွန်တော်တို့ဒီ qualifying ကအာကိုလိုချင်တဲ့ color လေးတွေကိုလိုချင်တဲ့နေရာလေးကိုကွက်ပြီးတော့ကျွန်တော်တို့ဗာလဲဒီအရာတွေပြောင်းတာတို့ exposure change တာတို့အကုန်လုံးကျွန်တော်တို့လုပ်လို့ရတာပေါ့နော် โอเคကျွန်တော်တို့ဒီဒီ qualifying ကဒီမှာပေါ့เนาะဒီကျွန်တော်တို့ရဲ့ဒီမှာ cap ရဲ့ cap ရဲ့ color ဆန်းရန်ရဲ့ color color wall bar ရဲ့ဒီမှာ qualifying ရဲ့ဒီကျွန်တော်တို့ရဲ့ qualifying ရဲ့ window ရဲ့ tracker ရဲ့အဲ့၃ခုကကျွန်တော်တို့တွဲရက်ပြီးလောက်ရတာပေါ့เนาะအလုပ်လုပ်ဆိုရင်တွဲရက်ပြီးလောက်ကြတာများတယ်ဒီ power ကျွန်တော်ပေးထားတဲ့ power grade ပဲ power grade ပဲအာထဲပါကိုဘာလဲဒီ exposure မှာဆိုရင်ကျွန်တော်တို့ HDR မှာဆိုရင် minus 0.35ပြီးတော့ balance မှာဆိုရင်ကျွန်တော်တို့ gain မှာ ဂိမ်းမလဂိမ်းမမအော့ဖ်ဆက်မှာဆိုရင်ကျွန်တော်ဒီဒီအတိုင်းမှာကျွန်တော်တို့ကုလို့ရရတာပေါ့နော်ကျွန်တော်တို့တွေဒီအော့ဖ်ဆက်မှာဆိုရင်ကျွန်တော်တို့ကံမှာကျွန်တော်မထည့်ပါဘူးအာအဲ့ကံမှာကျွန်တော်ထည့်နေရမှာထည့်တယ်မထည့်နေရမထည့်ဘူးပေါ့နော်โอเคဒီ qualify မှာအာပထမဆုံးကျွန်တော်ဒီဒီမှာဒီမှာအယောင်လေးအများကြီးပေါ့နော်ကိုကဘယ်ဟာကိုကျွန်တော် qualify လုပ်မလဲပေါ့နော်ဘယ်ဟာဆက်လာမှမလဲဒီကကျွန်တော်ဆိုရင်ဘာလို့ကျွန်တော်တို့မှာကျွန်တော်ရဲ့ window မှာဆိုတာအိုးနောက်ဆုံးမှာ chat ရှိတယ်ဗျာဒီ chat မှာဆိုကျွန်တော် စကင်တုံးချက်တာကျွန်တော်အများနဲ့လုံးနေကြစကင်တုံးပြန်ချက်တာပေါ့နော်ဒီကျွန်တော်တို့စကင်တုံးချက်ရည်ဒီမှာဒီချက်ကိုနိုင်လာကျွန်တော်တို့ qualify မှာကျွန်တော်တို့ဒီမှာဆို selection မှတ်တာပြောနော်ဒီချက်ပဲ regular ကျွန်တော်ကျွန်တော်တို့ selection မှတ်တာနဲ့ဒီမှာဒူပြရတဲ့နေရာတွေနေမှာဒီမှာ hue saturation luminous hue ကကျွန်တော်တို့အများနဲ့ပြောနေကြအယောင် saturation ကဒီအယောင်ကိုအတင်း short လောက်တဲ့ဒီအယောင်တောက်ချင်တာပြည့်အယောင်ဖြော့ချင်တာပြည့်ပြီး luminous က အဲ့ဒီအရောင်ကိုပဲကျွန်တော်တို့အလင်းအမှောင်ကျွန်တော်ပြန်ချိုင်တာဖြစ်ပါတယ်သူ့မှာဆိုကျွန်တော်ဆိုအလင်းတက်တက်အလူမီနီယံတက်ကျွန်တော်တို့ပြန်ချိုင်တာဒါဆိုအဲ့ဒီအာ SSL ဘာနော်ဒီဒီ qualifying SSL ဒီဟာအကုန်လုံးကကျွန်တော်တို့မှာဆိုဒါဘာမှမမြင်ရဟိုးအပေါ်တိုင်းမှာဒီမှာ highlight ဆိုတာရှိတယ်ဗျာဒီ highlight မှာကျွန်တော်နှိုက်လိုက်အာ shortcut မှာဆိုရင် shift 8ပေါ့နော် shortcut မှာဆို shift 8ဒီ highlight ကိုနှိုက်လိုက်ဆိုဒီမှာဒီ အာဘာလို့ဆိုသူနဲ့ပတ်သက်တဲ့အရာုံတွေပေါ့နော်ဒီကျွန်တော်တို့ဒီအရာုံပဲကျွန်တော်တို့လိုချင်နေဆိုရင်တော့ဒီမှာဆိုဟျူးမှာဆိုရင်ကျွန်တော်အကွက်တဲ့ကြီးရှိစန်တာရှိတဲ့ဝါရှိမှာဆော့ရှိပဲအာဒီအာအဲ့ဒါဒီလေးမျိုးရှိမှာပေါ့နော်စန်တာမှာဆိုကျွန်တော်တို့အာဒီမှာရှူးလို့ရတာပေါ့နော်စန်တာမှာကိုတိုက်တဲ့နေရာမှာကိုရှူးလို့ရတယ်ပြီးတော့ဝိုင်းလဲအချင်းအချုပ်ပြန်လောက်တော့မဝိုင်းဆိုကျွန်တော်တို့သူ့ရဲ့ကျွန်တော်တို့မှာဒီအလူမီနက်နည်းနည်းပဲရှိတယ်မဟုတ်စတူဝီရှင်းကတိတ်မရှိဘူးပေါ့နော် မရှိမရှိပိတ်ထားလို့ရတာပေါ့နော်ဆို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 ဝေးရှင်းကတူကဒီဘက်မှာဆိုရင်အာ last ပေါ့ဒီမှာဆိုမောပေါ့နော်ဒီမှာဒီဘက်မှာဆိုဆိုဝေးပုံများတဲ့ဟာဒီမှာဆိုဆိုဝေးမရှိဘူးဒီမှာဆိုဆိုရှင်းကဒါလည်းဟောနောက်မှာကျွန်တော်တို့ဒီပေးထားတဲ့ lighting ပဲရှိတော့ဆိုဆိုဝေးရှင်းပေါ့နော်ဒီ luminous မှာဆိုရင်ကျွန်တော်တို့အာဒီမှာ low ရဲ့ high ရဲ့ low ရဲ့ high ရဲ့ shop ရဲ့ shop အဲ shop အဲ shop အဲ light bright ပေါ့နော်ဒီအားကိုကျွန်တော် low နေရာမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ ဘာလို့ဆိုဒီအလင်းကျွန်တော်တို့ဆက်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ဘာလဲ luminous ကနေအလိုင်းနဲ့ကျွန်တော်မယူချင်ဘူးကျွန်တော်တို့ show 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 okay 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 that's right ပြီးတော့ high ဟာကျွန်တော်တို့ဒေချာလေးယူမယ်ပြီးတော့ ship 8ဒါဘယ်လိုကျွန်တော်တို့ skin 3ကိုပဲတေချာယူထားတာ skin 3ကျွန်တော် skin 3မှန်တာပြောပြောရမှာပါเนาะကျွန်တော်တို့ဘာလို့ဒီချက်မှာဘာလို့ ဒီဘာလို့တော့ WY ကမှာအဲထဲမှာကျွန်တော်မလောက်တာလဲဆိုတော့ကျွန်တော်ချက်မှာဆိုရင်ဒီအာ server reservoir online ဘာလို့ကျွန်တော်တို့ reservoir online ထဲမှာအပြင်ဖက်မှာချက်ကျွန်တော်လောက်တယ်ဘာလို့ဆိုတော့ selection ပို့မှတ်လို့ပို့ပြီးတော့အစဉ်ပြေရအောင်ဒီဒီ device ကမှာမှာမှတ်ရင်ကျွန်တော်တို့ဒီဒီဘာလို့ဒီအရှိန်မှာမှတ်ဖြစ်ဒီ primary router node မှာမှတ်တာဖြစ်ဖြစ်ကျွန်တော်တို့လည်းဒီအကုန်လုံးသူထိပါမှာဆိုလို့ပေါ့နော်ဒီ selection မှတ်တာဆိုကျွန်တော်တို့အများအနေဒီဟိုပါလေအာဒီ sub reservoir online ရဲ့အပြင်ဘက်ချက်မှာကျွန်တော်ဥပမာဆိုကျွန်တော်ပြောဆိုအဲ့ဒီဘတ်ထုတ်ပြီးတာဟာပေါ့နော်ဒီချက်ပြန်လောက်တာပြအမဒါလေးကအကုန်လုံးမှန်ပြီးဆိုတော့ကျွန်တော်တို့တတ်မှတ်ထားတဲ့အရာပေါ့နော် export ဘာဆို final ပေါ့နော် final final look ကိုကျွန်တော်တို့ပြန်ချက်တာအဲ့ကျွန်တော်ပြန်ချက်ပြီးမှကျွန်တော်တို့တွေ skin tone ကိုပြန်ညှိတာအဲ့ဒါကကျွန်တော်တို့ skin tone မှန်အောင်လောက်ကျွန်တော်မှကျွန်တော်တို့ညှိတဲ့ကျွန်တော်ကျွန်တော်ညှိတဲ့နည်းပေါ့နော်ကျွန်တော်ညှိတဲ့နည်းပေါ့နော်ခြားကျွန်တော်ခြားတူနဲ့တူချင်းမတူမှာ ကျွန်တော်အခုလောက်တဲ့ character creation system ကအာ white dimension white camera system ပေါ့နော်ဒီကျွန်တော်တို့ dimension white camera ထဲမှာပဲလောက်တဲ့ဒီ scene မှာဆိုကျွန်တော်ကောင်းကင်ရောင်ကျွန်တော်ပြောင်းခြင်းတယ်ကောင်းကင်ရောင်ကျွန်တော်ပြောင်းခြင်းတယ်ကျွန်တော်တို့ဒီအာကောင်းကင်ကဒီဘာလို့ဆိုတော့ situation တိုင်းမရှိတယ်လို့ကျွန်တော် situation တိုင်းမရှိဘူးပေါ့နော်ကျွန်တော်လောက်ကျွန်တော်တို့ yay ကဆီလိုခင်းမရှိအောင်ရိုက်ထားတယ်တိုင်မရှိဘူး aluminous နဲ့ hue ပဲရှိတယ်ကျွန်တော်ကောင်းကင်ကျွန်တော်မှတ်လိုက်မယ်ဟုတ်မလားဒီမှာကောင်းကင်ကျွန်တော်မှတ်လိုက်မယ်ကောင်းကင်ကျွန်တော်မှတ်လိုက်မယ် ship 8ပဲနော် ship 8ဒီမှာ highlight ကျွန်တော်နှိုက်လိုက်ပါ highlight နှိုက်ပြီးတော့ဒီမှာကောင်းကင်နဲ့ဒါကအာ situation မရှိဘူး situation တိုင်းမရှိဘူးတော့နော်အဲ့ဒါမှကောင်းကင်နဲ့အာပြီးတော့ပင်လယ်ပေါ့နော်ဒါဟန်မြစ်မှာရိုက်ထားကောင်းကင်နဲ့ပင်လယ်ကျွန်တော်ထိတယ် okay ဒါလေးကိုကျွန်တော်တို့ကျွန်တော်တို့ရဒီဒီဥမာပေါ့နော်ဒီအကောင့်အပြာပဲအပြာပဲထိချင်တယ်ဗျာဒီလိုကောင်းကင်ပဲထိချင်တယ်ဗျာကောင်းကင်ပဲထိချင်တယ်နော် 오케이 가운데 매장 어떻게 앞에 아버는 뒤 앞에 아래요 오케이 저는 앞에 오면 로전이 옵션 10 8번어 옵션 10 8번어 뒤 앞에 오면 로전 옵션 10 8번 아마 앞에 오면 저도 변이 아보 티 보티 라 뭐노 10 8소인 디 알루미니엄 슬로우마 바디 디마티나 디나마 소인 과 펴로 야 아마 하이라이트 걸로 너네 테스트 쇼 아마 로전 앞에 펴로 야라고 뒤서 로와 그건 옵션 10 8 다소 로와 ကောင်းငယ်မဲ့ထိသွားတာဗျာဒီလားဒီဘဲဘက်ချက်မှာပေါ့နော် muffin နဲ့ဆိုတော့ရှိတာကွာကျွန်တော်တို့ဒီ brie fitter ကျွန်တော်နည်းနည်းတင်လိုက်မယ်ပြီးတော့မှကျွန်တော်တို့ဒီ clear black မှာဆိုကျွန်တော် clear black ကျွန်တော်ဒီ clear black ကျွန်တော် black clear black နည်းနည်းပြီးတော့ clear white ကျွန်တော်တင်လိုက်မယ်ဒီမှာဒူဒူအဲ့တော့ဒါ clear white နည်းနည်းအဲ့မှာပြီးတော့ဒီမှာအဲ့တော့ဒီမှာ black တဲ့မဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီမှာ clear white အများကြီးမလို့ clear black okay အာပြီးတော့ကျွန်တော်တို့တွေပြီးတော့ black gradient မှာဒီဒီ batch မှာသူက black နဲ့နဲ့ဟိုမှာနဲ့ black လိုက်တာပေါ့နော်နဲ့နဲ့ black လိုက်မယ်30နဲ့ပြီးတော့မှဒီမှာဒီ noise လေးတွေကျွန်တော်တို့ဖြတ်လိုက်မယ် we noise မှာဆက်20လောက် okay အဲ့တော့ဆိုရင်ကျွန်တော်တို့ဒီဒါဒီကောင်းကင်မှာကျွန်တော်တို့ slam မှတ်ထားရင်ကျွန်တော်ကောင်းကင်ကိုကျွန်တော်တို့ charge လို့အရင် ပြောင်းလို့ရရပေါ့နော်ဒါကောင်းကင်ကျွန်တော်ပဲအရင်ပြောင်းနေတယ်ပေါ့နော်ဒါကျွန်တော်ကျွန်တော် charge လို့ပြောင်းလို့ရရပြီဗျာ ကောင်းကင်ကိုကျွန်တော် reservation တင်ခြင်းလားတင်ပါကြည့်အာပြီးတော့ကျွန်တော်အပြာနဲ့နဲ့တန်းပြီးတော့ဒီအားလေးကိုကျွန်တော်တော့ window တောင်းလိုက်မယ် window ကနေကျွန်တော် gradient ယူပြီးတော့ဟုတ်ဒီကောင်ကဒီကောင်းကင်တဘာဝဆန်းဆန်းမနဲ့ဒီကနေကျွန်တော်ဗာလေ gradient design မျိုးမှတင်ပါအာအဲ့လိုအဲ့လိုအဲ့လိုမျိုးလေးတွေဆိုရင်တော့ကျွန်တော်တို့တွေဒါဆိုရင်ဗျာအပြင်မှာရှိတဲ့ကောင်းကင်အရာကျွန်တော်တို့ဒါဆိုရင်ကဒီမှာ before after before after before after okay အဲ့လိုမျိုးတွေပေါ့နော်ဒါကောင်းကင်ရောင်ကျွန်တော်တို့ပြောင်းတာပေါ့နော်ဒီကျွန်တော်တို့ဥမာဆိုရင်ဒီအစိမ်းကိုကနောက်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 ကကျွန်တော်ဒီအစိမ်းကိုကျွန်တော်တို့အရင်ပြောင်းခြင်းနဲ့ပြီးတော့ဒါမှမဟုတ်ရ luminous short ခြင်းနဲ့ okay ကျွန်တော်တို့ဒီဒီ qualify ကို win u ကိုကျွန်တော်တို့မှတ်လိုက်ကိုအစိမ်းပဲလိုချင်ရင်ဆိုရင်အစိမ်းပတ်ချမ်းပို့တော်တာပေါ့နော်ဒီမှာပြီးတော့ ship 8 အစိမ်းဘတ်ချန်နေ Okay အစိမ်းနေ Okay အစိမ်းနေဘာနော် Okay ပြောစိမ်းနေဒီမှာနှလိုးကိုနှျော့လိုက်မယ်ပြောမှဒီကျွန်တော်တို့ adjust ပြန်လုပ်မှာဘာနော် Okay Okay အဲ့တော့မှကျွန်တော်တို့ option shift 8ကျွန်တော်တို့ဒါက ကိုမလိုတဲ့ filter ကိုကျွန်တော်တို့ဒီ mask filter ကိုကျွန်တော်ပြန်နည်းနည်းတင်ပြီးတော့ကျွန်တော်တို့တွေ clear black မှာကျွန်တော် clear လိုက်မယ် clear white ကိုနည်းနည်းကျွန်တော်တို့ clear လိုက်မယ် okay ပြီးတော့မှကျွန်တော်တို့ဒီ noise လေးလောက်လိုက်မယ်ဒီမှာဒီကဒီကဒီနေရာကိုကျွန်တော်တို့ဒီနေရာနဲ့တင်ရာနဲ့ကျွန်တော်တို့ဖြတ်ချင်တာပေါ့နော်အဲ့ဒီမှာကိုကျွန်တော် window ဝင်လိုက်မယ်ကျွန်တော်တို့ဒီကျွန်တော်တို့ဒါလေးနဲ့ကျွန်တော်တို့ဖြတ်လို့ရတယ်ဒီမှာဆိုဒီမှာတစ်ခုဟိုမှာ okay ဟိုမှာကျွန်တော်တို့ဘာတော့ impact ပြန်လောက်လိုက်မယ် နောက်ခုကျွန်တော်တို့ထပ်ဖြတ်ခြင်းနဲ့ဆိုရင်တော့ဒီမှာဒီမှာဒီကနေဒီဟာဆိုရင်ကျွန်တော်တို့ impact ပြန်လောက်လိုက်မယ် sorry ဒါဒါအာဒီလိုလိုဒီလိုလဲလောက်လို့ရတာပေါ့နော်ဒီဟာဆိုရင်ကျွန်တော်တို့တွေအာဒီနှစ်ခုစလုံးကို tracking ပြန်လိုက်တာပေါ့နော် tracker ပြန်လိုက်လိုက်မယ်ဟုတ်စေနောက်နောက်တစ်ခုကလည်းဒီတိုင်းပဲကျွန်တော်တို့ tracker ပြန်လိုက်လိုက်မယ်ပေါ့နော်ဒီဟာခုနကကျွန်တော်တို့ယူထားတဲ့ဟာကိုနှစ်ခုစလုံးကျွန်တော် tracker ပြန်လိုက်လိုက်မယ် โอเคပြီးတော့ ship 8ဒါဆိုရင်ဒီ assign တက်တက်ပဲကျွန်တော်တို့လုံးမှာပေါ့เนาะဒီ assign တက်တက်ကျွန်တော်လုံးချင်ရင်ဖြစ်တာဆိုရင်ကျွန်တော် alumni နဲ့ကျွန်တော် highlight ကျွန်တော် short လိုက်မယ်ဒီ assign highlight ကျွန်တော်တို့ short လိုက်မယ်ပြီးတော့ကျွန်တော် situation နဲ့ short လိုက်မယ် situation short လိုက်မယ်အာပြီးတော့ကျွန်တော်ဘာလဲဆိုတော့ share lighting နဲ့ short လိုက်အရင်ကြီး link ခံစားနေရတော့ဗျအဲ့ဒါကျလိုက်ကျွန်တော် short ပြီးတော့ ပြီးတော့ကျွန်တော်တို့ရဲ့ဒီအယောင်မျိုးကိုအယောင်ပြောင်းလို့ရတယ်ဗျဒီအစိုင်းခေါ်လို့ပြောင်းစိုင်းလို့ချင်းလဲအဲအဲ့လိုအယောင်ပြောင်းလို့ရတယ်။တော့ကဒါသူအသေးစိတ်ကိုပြန်ကန်လို့ရတာဟာတွေပေါ့နော်။ဒါအသေးစိတ်ကိုပြန်ကန်လို့ရဒီမှာဆန္ဒဒီမှာအစိုင်းပဲဒါပေမဲ့ဒီအစိုင်းချိန်ကဘာမှမဖြစ်ဘူးနော်။ကျွန်တော်ကောင်းကင်အောင်ပြောင်းတယ်ဒီမှာဆိုဒါဆိုကြည့်ကြလိုက်ပေါ့နော် before after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  အဲ့လေ အဲအဲ့လိုမျိုးလေကျွန်တော်တို့ဒီ graphic ကကျွန်တော် recommend ပေးတာက aslog ဒီ bitrate နဲတဲ့ကင်မရာဆိုတိုက်ကျွန်တော်တိုက်ပြီး arm ပေးချင်ပေါ့နော် inventory a73 တော့ဒီ6400တော့အဲ့ bit ရှိတဲ့ကင်မရာတွေပေါ့နော်ဒီကျွန်တော် graphic လောက်တာတခါလေးဟိုအရင် sensitive ဖြစ်တာဗျာကျွန်တော် recommend ပေးတာက10 bit ကင်မရာလဲဆို graphic တော့မှာကျွန်တော်အခု a73 s3 နဲ့လောက်တော့သူ selective selection ကအရင်ပါပါဖို့ဖြစ်တာပေါ့နော်ဘာလို့ဆိုတော့သူ ဘဲတိုက်ပိုများတာကာလာပိုပြီးတော့ပိုများတော့ကာလာပိုကြီးတော့ကျွန်တော်တို့ qualify လောက်တာအရန်လွယ်တယ်အကြောင်းလို့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ရကာလာ grading page ကာလာ grading ကိုကိုနေ့တိုင်းကြည့်ကြည့်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးကျွန်တော် page ကို like and follow လုပ်ပြကြပါအားလုံးပဲကံကောင်းခြင်းများစွာနဲ့ပိုင်ကြပါစေ bye bye